်ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အခမ်းအနားကိုဗာဂျီးနီးယားပြည်နယ်ဓမ္မအလင်းရောင် ဖုံးတော်ကြီးကျောင်းမှာကျင်းပခဲ့ကြပါတယ်။သုဒ္ဓချန္တာသတင်းပေးပို့ထားတာပါရှင်။ ဒေတာစံတော်ချင်းဂျွန်လ27ရက်နေ့ကနိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ခမ်းနားကိုအမေရိကန်ပြည်ထောင်စုဗာဂျီးနီးယားပြည်နယ်ဓမ္မလင်းအောင်ဘုန်းတော်ကြီးကျောင်းမှာကျင်းပခဲ့တာပါခမ်းနားမှာမယ်ရီလန်းပြည်နယ်ဗာဂျီးနီးယားပြည်နယ်ဝါရှင်တန် DC နဲ့ဖီလာဒဲဖီးယားကမြန်မာပြည်သူတွေပေါင်းခဲ့ကြပြီးဒေါန်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်အခမ်းအနားကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ဒူးဝင်ကြီးဦးမိုးစောဦးနဲ့ NUG တင်းချက်လက်နေပညာဝန်ကြီးဦးထင်းနေအောင်တို့တက်ရောက်ခဲ့ပါတယ်အသက်80 ဆိုတာလူဘဝတက်တမ်းမှာနောက်ဆုံးအချိန်ပေါ့နော်အဲ့လိုနောက်ဆုံးအချိန်နောက်နေပြီဖြစ်တဲ့အမျိုးသမီးတယောက်ကိုစစ်သားရင်းမာတဲ့စစ်ဘုတ်ချုပ်တွေကနေပြီးတော့ကြောက်လန့်တကြားနဲ့ညီမျိုးစုံနဲ့မတရား မှုတွေတက်ပြီးတော့ထောင်ထဲမှာထည့်ထားရဆိုတာကရှက်တက်လို့ရှိရင်တကယ်ရှက်လို့ရပါတယ်။ကြောက်ကြချင်းမကြီးတဲ့တယောက်နေနဲ့လှုပ်ရမယ်လှုပ်မဟုတ်ဘူးဆိုတော့ကျွန်တော်အရင်ဆုံးပြောချင်တယ်။ဘယ်သူမှလည်းမသိပဲနဲ့ထောင်ထဲမှာဘာဖြစ်မှန်းကိုမသိရတဲ့အနေဒါသတင်းနဲ့မှောင်ချထားရဆိုတဲ့ခဲကတော်တော်ကိုကြောက်လန့်တကြားဖြစ်နေဆိုတော့ထင်ရှားနေတယ်။ကြောက်ကြီးကြီးကြောက်လန့်တကြားလုပ်နေရတယ်ဆိုခဲကသူတို့ကမတရားမှုကဘလောက်ကြီးကြီးညားနေပြီလို့ဆိုတော့ထင်ရှားနေအောင်အစိုးဆုံးနေဖြစ်နေ။တိုင်းမြောက်အခုချွတ်ချုံကြိုက်တော့အကုန်လုံးတစားစီပြက်တုံးနေပြီ။ဒီလိုအခြေအနေတွေကိုပြန်ပြီးတော့ဖတ်ဆဲဖို့ဆိုတာမတရားဖန်ဆီးထားတဲ့ မေဒေါ်စန်းစုကြည်အပါဝဲနိုင်ငံရေးအကျဉ်းသားတွေလှုပ်ပေးဖို့တာပရမတ်သုံးနံပါတ်1လောက်အောင်လို့ဆွေးနွေးကြတော့မယ်တိုင်ပင်ကြတော့မယ်ဘယ်လိုပဲပြောရွေးကောက်ပဲလုပ်မယ်ဘာပဲလုပ်လို့မလုပ်ခင်မှာအမေဒေါ်စန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားတွေအားလုံးကိုချွင်းချက်ပြီးလှုပ်ကိုလှုပ်ပေးရမယ်ဒါမျိုးကိုမလုပ်ဘဲနဲ့တခြားတွေလုပ်နေလို့တော့ဘယ်တိုင်းမီရမှာဘယ်ကဘာကြီးရမှာအသိမပြောင်းဘို့ စစ်ကောင်စီကဒေါန်ဆန်းစုကြည်နဲ့ NLD အစိုးရကောင်းဆောင်တွေကိုအာဏာစသိမ်းတဲ့2021 February တရနေ့ကလေးကဖမ်းဆီးထိန်သိမ်းခဲ့တာပါအာဏာစသိမ်းတော့ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုကိုအကြောင်းပြခဲ့ပေမဲ့ဒေါန်ဆန်းစုကြည်ကိုစစ်ကောင်စီကတရားစွဲဆိုတဲ့ပုံမှန်၁၉ခုမှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အမှုတစ်ခုသာပါဝင်ခဲ့ပါတယ်ညှိုးငယ်တော့စိတ်ထားလေးနဲ့အမတို့အမေစုကိုတက်တော်ရကြော်ရှေဖို့အချုပ်နောက်မှာအမြန်ဆုံးလွတ်မြောက်စေဖို့ရည်ရချက်နဲ့အမေစုတယောက်တည်းအတွက်ကိုလည်းမဟုတ်ပါဘူးအချင်းကြခံနေတဲ့နိုင်ငံရေးအချင်းသားတွေအားလုံးတိုက်တိုက်ပွဲဝင်နေတဲ့ PDF ကလေးတွေအားလုံးအားလုံး ုပ်ချုပ်နောက်ခံရတဲ့လူတွေနဲ့တည်ဆောင်းရတဲ့လူတွေအတွက်အမေစုမွေးတွေကိုအကြောင်းပြုပြီးတော့အမားတို့ကခေါင်းစဉ်လေးတက်ပြီးတော့စူတောင်းမြစ်တာပို့ပွဲလေးလုပ်တာဖြစ်ပါတယ်လို့လာရောက်ပြီးတော့ဝိုင်းဝန်းပန့်ပိုးပေးတဲ့ညီကောင်မောင်နှမတွေအားလုံးထူးကျေးဇူးတင်ပါတယ်လို့ဒီနေ့ကနေအမေစုကိုစားဖို့နော်အမပြောချင်ပါတယ်လို့ ကျွန်တော်ပြည်တွင်းမှာမေစုကိုချစ်လို့ကျွန်တော်ပြည်ပရောက်ကျွန်တော်မြန်မာပြည်သူပြည်သားတိုင်းတိုင်းညီကိုမောင်မအားလုံးကလည်းအမေစုကိုအခုအချိန်ထိရင်ထဲအတဲတရရင်ချစ်မြတ်နိုးနေပါတယ်အမေစုကျမ်းမာပါစေအမေစုအမြန်ဆုံးလွတ်မြောက်ပါစေအတက်ကြော်ရကြော်ရှိပါစေ thank you ပါရေတော်ဘုံအောင်ကိုအောင်အားမီ ဒေါ်ဆန်းစုကြည်ကိုစစ်ကောင်စီကပုံမှန်ပေါင်း14ခုနဲ့ထောင်နဲ့29နှစ်ချမှတ်ထားပြီးရှင်းနေအဖွဲ့နဲ့တွေ့ဆုံခွင့်ကိုလည်းကန့်သက်ထားပါတယ်။လက်ရှိချိန်ထိဒေါ်ဆန်းစုကြည်ကိုဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာကိုစစ်ကောင်စီကအတည်ပြုထုတ်ပြန်တာမရှိဘဲတင်အမှောင်ချထားပါတယ်။မက်စလာ28ရက်စကိုင်းငလင်လောက်ကတုံကဒေါ်ဆန်းစုကြည်ကို ထိခိုက်မှုရှိခဲ့တယ်လို့တင်ထွက်ပေါ်ခဲ့ပေမဲ့အသေးစိတ်အချက်အလက်တွေကိုစစ်ကောင်စီကတင်မထုတ်ပြန်ခဲ့ပါဘူး။ကျွန်တော်တူတာချန်တာပါ။